ဒီနေ့ဧပြီလ9ရက်နေ့အတွက်နိုင်ငံတကာသတင်းဖြစ်ရပ်တချို့ကိုတင်ဆက်ပေးပါမယ်။တရုတ်ထောက်ပံ့မှုနဲ့အစစ်မြင့်ထားတဲ့ရေတပ်စခန်းကိုကမ္ဘောဒီးယားတရားဝင်ဖွင့်လှစ်လိုက်ပါပြီ။နိုင်ငံစီးပွားရေးကြက်တဲနေချိန်မှာငွေကုန်ကြေးကျများတဲ့အပျော်ခရီးထွက်ခဲ့သူအီရန်ဒုသမ္မတထုတ်ပယ်ခံရပါတယ်။ပင်ကွင်းနဲ့ဖြန်တွေပဲရှိပြီးလူမနေတဲ့ကျွန်းစုကိုထရမ့်ကအခွန်ကောက်လို့အမေရိကန်အစိုးရဖြေရှင်းနေရပါတယ်။ဒီသတင်းတွေနားဆင်ရမှာပါ။ တရုတ်ရဲ့ငွေကြေးအထောက်အပံ့နဲ့အဆင့်မြင့်တိစောက်ထားတဲ့ရေတပ်စခန်းအစ်စ်ကိုကမ္ဘောဒီးယားကတရားဝင် ဖွင့်လှစ်လိုက်ပြီးဖြစ်ပါတယ်။နိုင်ငံရဲ့အဓိကရေတပ်စခန်းလို့လည်းသတ်မှတ်နိုင်တဲ့ RM ရဲ့ပြီးခဲ့တဲ့သတင်းပတ်ကုံဖွင့်ပွဲအခမ်းအနားကိုကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ကိုရိုင်ကြီးမှုခဲ့တာဖြစ်ပါတယ်။ American အစိုးရကတော့အဲ့ဒီရေတပ်စခန်းဟာထိုင်းပင်လယ်ကွေ့ကိုတရုတ်ကဩစာဖြန့်ကျက်ရမှာအခြေစိုက်စခန်းအဖြစ်အသုံးချတာကိုခံရပွဲရှိတယ်လို့ယူဆနေပါဗျ ကမ္ဘောဒီးယားနိုင်ငံတောင်ပိုင်းမှာရှိတဲ့ရေတပ်စခန်းကိုစတင်တိစောက်ချိန်ကအမေရိကန်ရဲ့ငွေကြေးမတီထောက်ပံ့မှုတွေပါဝင်ခဲ့ပေမဲ့အခုလိုအစ်စ်ပြန်လဲချက်ထွင်မုန်းမမှုမှာတော့တရုတ်ဘတ်ဂျက်အကူအညီကိုအလုံးရင်ရယူထားတာဖြစ်ပါတယ်။အထူးသဖြင့်ပင်လယ်ဘက်ကိုရှေ့ရှေ့လေးလေးထိုးထွက်နေတဲ့စိတ်ခံအစ်စ်တခုပါဝင်လာခြင်းကပိုကြီးမားတဲ့သင်္ဘောတွေစိုက်ကပ်နိုင်စေမှာဖြစ်ပါတယ်။ကမ္ဘောဒီးယားရေတပ်မှာအဲ့ဒီလိုသင်္ဘောအကြီးစားတွေရှိမနေတာကြောင့် ဒါဟာတရုတ်လေရင်တင် သင်္ဘောတွေစိုက်ကပ်ဖို့ရည်ရွယ်တည်ဆောက်တာဖြစ်နိုင်ကြောင်းဆွဆွဲဝေဖန်မှုတွေလည်းရှိနေတာပါပြီးတော့အစင်းမြတ်မုံမှန်မှုတွေမှာသင်္ဘောတွေကိုပြင်ဆင်နိုင်မဲ့လွန်တင်သင်္ဘောချင်းအစ်စ်တစ်ခုလည်းပါဝင်လာပါတယ် RM ရေတပ်စခန်းကိုအစင်းမြတ်ပြင်ဆင်မှုဟာတရုတ်ရဲ့ငွေကြေးအလုံးအရင်မတည်မှုနဲ့အကောင့်ထဲပေါ်ခဲ့တာဖြစ်တဲ့အတွက်လည်း American ကပို့ပြီးသတိကြီးကြီးနဲ့လေးလာစောင့်ကြည့်ခဲ့တာဖြစ်ပါတယ် အဲ့ဒီလိုငွေကြေးမတီးပေးခဲ့တာကြောင့်လဲရေတပ်စခန်းကိုသုံးဆွဲခွင့်နဲ့ပတ်သက်လို့တရုတ်ကတီးတန့်အခွင့်ထူးတွေရရှိမယ်လို့ American ကယုံကြည်နေပါတယ်။ဒါပေမဲ့တရုတ်နဲ့ကမ္ဘောဒီးယားတို့ကတော့အဲ့ဒီကိစ္စကိုညှင်းဆို့ထားတာပါ။ရေတပ်စခန်းဖွင့်လှစ်မှုအခမ်းအနားမှာတော့ဝန်ကြီးချုပ်ဟွန်မာနက်ကတရုတ်သမ္မတရှီကျင့်ဖျင်ဟာနှစ်ပတ်အကြာမှာကမ္ဘောဒီးယားကိုအလဲအပတ်ခရီးစဉ်လာရောက်မယ်လို့အတည်ပြုသွားပါတယ်။ သူကရေတက်စခန်းပြင်ဆင်မုံမှန်ချက်ထွင်မှုမှာရှီရဲ့အစိုးရကအကူအညီပေးခဲ့တာတွေအတွက်လည်းကျေးဇူးတင်ကြောင်းပြောကြားသွားတာပါကမ္ဘောဒီးယားအစိုးရကရီအမ်ရေတက်စခန်းကိုလက်ဝက်ကြီးအုပ်မောင်းပိုင်စီးထားတာမျိုးလုံးမှာမဟုတ်ပဲမိတ်ဆွေနိုင်ငံအားလုံးရဲ့စစ်သင်ဘော်တွေကိုစိုက်ကပ်ရနာခွင့်ပြုသွားမယ်လို့ဟွန်မာနက်ကဆိုပါတယ်တစ်ဖက်မှာတော့တရုတ်ဟာဒေသရင်းမှာကမ္ဘောဒီးယားရဲ့အရင်းနှီးဆုံးဩဇာအလွှမ်းမိုးနိုင်ဆုံးစူပါပါဝါမဟာမိတ်အဖြစ်ရပ်တည်နေပါရှင် အန်တာတိကတိုက်ကိုဇယိတ်စကကြီးမားတဲ့အလဲပတ်ခရီးစဉ်တွားရောက်ခဲ့သူဒုသမရတအူကိုအီရန်သမရကယာဒုကနေထုတ်ပယ်ခဲ့ပါတယ်။သမရပဇက်ခန်ကဒုသမရဒါဘီရီကိုယာဒုကထုတ်ပယ်ဖို့ဧပြီလ9ရက်နေ့မှာဓာတ်ရိုက်အမိန့်ပေးညွှန်ကြားခဲ့တာဖြစ်ပါတယ်။ဒါဘီရီရဲ့ခရီးစဉ်ကငွေကုန်ချေးချအရန်များခဲ့သလိုတခုခုအကြောင်းပြချက်ပေးညင်းဆိုဖို့လုံလောက်တဲ့အခြေအနေဘာမှမရှိဘူးလို့သမရကဆုံးဖြတ်ခဲ့ပါတယ်။ ပြည်သူတွေကစီးပွားရေးအကျက်အတဲအရာဖိအားတွေတက်ရောက်ခံစားနေရတဲ့အခြေအနေမှာအစိုးရအရာရှိတွေကအယံထဲဝါတဲ့ဒါမှမဟုတ်ငွေကုန်ကြေးကြများတဲ့အပျော်ခရီးမျိုးထွက်နေတယ်ဆိုတာဟာဘယ်ရှုထောင့်ကပဲကြည်ကြည်လုံးဝမဖြစ်တင်ကြောင်းအဲ့ဒီခရီးမျိုးကိုကိုပိုင်ငွေကြေးနဲ့တွားရောက်တာဖြစ်ရင်တောင်မှလက်ခံပေးနိုင်စရာမရှိကြောင်းသမရကပြောပါတယ်အီရန်အစိုးရအဖွဲ့ထဲမှာဒါဘီရီရဲ့နှစ်ရှေလများဆွမ်းဆွတ်တမန်အလုပ်လုပ်ခဲ့တာတွေကိုသူ့အနေနဲ့လေးစားပြီးမဲ့ယူသားမှု ညှတာမှုပြည်သူတွေအပေါ်ထားရှိတဲ့ဂတိကဝတ်တွေကိုထိခိုက်လာနိုင်တဲ့ကိစ္စတိုင်းမှာတော့ဒါဘီရီကိုလည်းကင်းလွတ်ခွင့်ပေးထားလို့မရကြောင်းသမရကဆိုပါတယ်။ဒါဘီရီကတော့သူ့ရဲ့ပုံကိုရေးခရီးစဉ်ဟာဘာအမှားမှကျူးလွန်ခြင်းမရှိဘူးလို့ကောက်ွယ်ဖြေရှင်းခဲ့ပေမဲ့သမရရဲ့ဆုံးဖြတ်ချက်ကိုတော့လေးစားလက်ခံမယ်လို့ပြောကြားသွားပါတယ်။အစိုးရဝန်ထမ်းအလုံးဟာရိုးရှင်းစွာနေထိုင်ရမယ်လို့သတ်မှတ်ထားရှိတဲ့အခြေခံစည်းမျဉ်းကိုဒါဘီရီကချိုးဖောက်ခဲ့တယ်လို့သမရကပြောပါတယ်။ အထူးသဖြင့်နိုင်ငံစည်းပွားရေးခက်ခဲကြက်တဲနေတဲ့ကာလမျိုးမှာအဲ့ဒီစည်းမျဉ်းကိုအစိုးရဝန်ထမ်းတွေက ပိုလေးစားလိုက်နာ ပေးဖို့လိုတယ်လို့သူကဆိုတာပါ။အီရန်ဟာနျူကလ িয়ার လက်နက်တွေတိစောက်ဖို့ကြိုးစားနေတယ်ဆိုတဲ့ဆွဆွဲချက်နဲ့အမေရိကန်ရဲ့စည်းပွားရေးပြင်းပြင်းထန်ထန်ပိတ်ဆို့မှုတွေကြောင့်ရှုံးကန်နေရတာဖြစ်ပါရဲ့ရှင်။ပင်ကွင်းငှက်တွေနဲ့ဖြန်တွေပဲအဓိကကျက်စားနေထိုင်တဲ့ကျွန်းစုကိုသွင်းကုန်အခွန်စည်းကြက်မှုစည်ရင်ထဲထည့်သွင်းခဲ့တာဟာလိုအပ်တဲ့ကြိုတင်စီမံမှုတစ်ခုလို့အမေရိကန်အစိုးရကဖြေရှင်းခဲ့ပါရဲ့။ အမေရိကန်သမ္မတထရမ့်ရဲ့သွင်းကုန်အခွန်အခတွေစီးကြပ်မှုစီးမြင်အသစ်တွေကိုထုတ်ပြန်ရမှာအော်စတြေးလျပိုင်ကျွန်းစုတစ်ခုဖြစ်တဲ့ Hart နဲ့ McDonald ကျွန်းစုကိုထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။အဲ့ဒီကျွန်းမှာလူမနေပဲပင်ကွင်းတွေနဲ့ဖြန်တွေပဲစက်စားကြတာပါ။ကျွန်းစုရဲ့နာမည်ကအမေရိကန်ရဲ့သွင်းကုန်အခွန်စီးကြပ်မှုစီးရင်ထဲပါလာတဲ့အခါတအံ့တအော်ဖြစ်ခဲ့ရတယ်လို့အော်စတြေးလျအာဏာပိုင်တွေကပြောပါတယ်။ ဒီအကြောင်းကအင်တာနက်မှာလှင်းလင်းမြန်မြန်ပဲပြန့်နှံ့သွားပြီး Trump လက်ထက်မှာတော့ဖြန်တွင်တဲ့ပင်ကွင်းတွေပါအခွန်ဆောင်ရတော့မယ်လို့လောင်ပြောင်တယောနေကြတာဖြစ်ပါတယ်။ April 6ရက်နေ့မှာတော့ American စီးပွားရေးဝန်ကြီးဌာနကအဲ့ဒီကိစ္စကိုကောက်ွယ်ပြောကြခဲ့ပြီးလူမနေတဲ့ကျွန်းစုတချို့ကိုအခွန်စည်းကြမှုစရင်ထဲတမင်ကြိုပြီးထည့်သွင်းထားတာလို့ဖြေရှင်းပါတယ်။အဲ့ဒီကျွန်းတွေကိုအခွန်စည်းကြမထားဘူးဆိုရင်နောက်တစ်ချိန်မှာအတွင်းကအခွန် short ပေါ့ဖို့အတုံးချလာမယ်ယူပေါ့မျိုးကိုကြိုတွေးပြီးတော့အခုလိုစီမံထားတာလို့ ဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ဒါပေမဲ့ Australia ကုန်သွယ်ရေးဝန်ကြီးကတော့ Australia ကမ်းရိုးတန်းနဲ့ကီလိုမီတာ၄၀၀၀လောက်အကွာကကျုံးစုကိုသွင်းကုန်အခွန်စည်းကြမ်းမှုစရင်ထဲထည့်သွင်းထားတာကအမှားတစ်ခုဆိုတာအယံရှင်းလင်းကြောင်းပြီးတော့ American ရဲ့အခွန်သတ်မှတ်ချက်လုပ်ငန်းစဉ်တွေမှာစီစီဆက်ဆက်စီစစ်လောက်ကံမှုမရှိဘူးဆိုတာထင်ရှားတဲ့ဥပမာတစ်ခုလို့ဝေဖန်သွားပါတယ်။ဒါပေမဲ့ American စီးပွားရေးဝန်ကြီးကတော့အဲ့ဒီကျုံးစုကိုအခွန်စည်းကြမ်းစရင်ထဲထည့်သွင်းထားတာကတမင်ရည်ရွယ်ချက်နဲ့ဖြစ်ကြောင်း တချို့နိုင်ငံတွေကကံဝေးပိုင်တဲ့နည်းမျိုးတွေကိုအသုံးချပြီးပို့ကုန်အခွန်ရှောင်တိန်တာမျိုးတွေလုံနိုင်ခြင်းရှိတဲ့အတွက်သမရထရမ်ကရည်ရွယ်ချက်ရှိရှိကြိုတင်ပြင်ဆင်ထားတာဖြစ်ကြောင်းပြောကြားသွားပါတယ်။ Hart နဲ့ McDonald ဂျွန်းစုကအော်စတြေးလျအနောက်တောင်ဘက်အိန္ဒိယသမုဒ္ဒရာထဲမှာတည်ရှိပြီးအန္တာတိကတိုက်နဲ့ပိုနီးကပ်နေပါတယ်။ဂျွန်းစုအားလုံးရဲ့အကျယ်ဝန်းက328စတူရန်ကီလိုမီတာလောက်ရှိပြီး1948ခုနှစ်ကစလို့အော်စတြေးလျပိုင်နဲ့နယ်မြေတစ်ခုဖြစ်လာခဲ့တာပါ။ အဲ့ဒီကျောမှာတိတ်ပန်သူရေတနာအဖွဲ့တချို့ယာယီသွားရောက်နေထိုင်တာကလွဲပြီးလူသားတွေအမြဲတမ်းအခြေချတာမျိုးမရှိဘူးလို့သိရပါတယ်ရှင် People's Spring ရဲ့နိုင်ငံတကာသတင်းဖြစ်ရတဲ့တချို့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်